ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်အခုပြောပြပေးသွားမှာလေးကတော့ Trend ကြောင့် iPhone 17 Pro Max ဈေးတွေဒေါ်လာ1000ကျော်ဖို့ရှိတယ်ဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ် iPhone model တွေဒီနေ့တည်းရှေ့ဈေးကြည့်ပါလိမ့်မယ်အဓိကကတော့ Trend ရဲ့သွင်းကုန် credit အကြောင်းပဲဖြစ်ပါတယ်တကမ္ဘာလုံးကိုပတ်ပြီးအခွင့်တိုးပေါက်လိုက်တဲ့ Trend ကြောင့် American Community ရဲ့ share တွေကတောင်းကနေဖြစ်ခဲ့ရပါတယ်အခုကြားရသောဆိုလို့ရှိရင်ဈေးကတန်ဖိုးဒေါ်လာ6 trillion လောက်ဆုံးရှုံးနေရပြီလို့ဖော်ပြထားပါတယ်ဒီ graph က Apple ကိုလည်းထိတာပါပဲ ထရန်ကတရုတ်ထုတ်ပစ္စည်းတွေကိုအခွင့်54ရာခိုင်နှုန်းကောက်လိုက်တာပါ iPhone iPad တွေကိုထိုင်းထိုင်ဝမ်အိန္ဒိယနဲ့ဗီယက်နမ်တွေမှာလည်းထုတ်လုပ်တယ်ဆိုပေမဲ့ Apple product တွေရဲ့80ရာခိုင်နှုန်းလောက်ကတရုတ်ကနေလာတာပဲဖြစ်ပါတယ်အခွင့်တိုးကောက်လိုက်တဲ့အတွက်တကယ်ခံရမှာကတော့ကျွန်တော်တို့ဝယ်ယူသူတွေပဲဖြစ်ပါတယ် Razer Plus Security ကဈေးကွက်ဆန်းစစ်သူတွေကတော့အခွင့်အကြောင်း iPhone တွေ43ရာခိုင်နှုန်းဈေးပိုကြည့်လာမယ်လို့တွက်ချက်ထားပါတယ် ် iPhone တွေမဟုတ်ပဲ iPhone နဲ့ပတ်သက်တဲ့ accessory တွေဖြစ်တဲ့ Apple Watch, iPad နဲ့ AirPods တွေမှာလည်း53ရာခိုင်နှုန်း၊60ရာခိုင်နှုန်းနဲ့39ရာခိုင်နှုန်းစီတက်ဖို့ရှိနေပါတယ်။ဒီတိုင်းဆိုလို့ရှိရင်899ဒေါ်လာတန်း iPhone 16 model က1142ဒေါ်လာအထိဖြစ်လာနိုင်ပါတယ်။1999ဒေါ်လာတန်းအမြင့်ဆုံး iPhone 16 Pro Max 1TB ကဒေါ်လာ2300နာရီကိုကတ်သွားပါလိမ့်မယ်။ အပင်းရဲ့ဈေးချိုဆုံးဆိုတဲ့ iPhone 60e တောင်မှာပဲ969ဒေါ်လာဈေးကနေဒေါ်လာ860ပရီမီယံတန်းကိုရောက်သွားမှာပဲဖြစ်ပါတယ်။ iPhone တွေကဈေးတက်လာမှာတော့တည်ကြတော့ရှိနေပါတယ်။ iPhone 70 series တွေမှာပိုတည်တာပါလိမ့်မယ်။သတင်းတွေမှာတော့1199ဒေါ်လာကစတယ်။ iPhone 70 Pro Max တွေကဒေါ်လာ18000ကျော်ရှိပြီး 1TB model ဆိုလို့ရှိရင်တော့ဒေါ်လာ2300အထိရောက်လာနိုင်ပါတယ်။အခုလို trend ကဖန်တီးတိုက်တဲ့အခွင့်အစွဲတွေကြောင့် တကယ်တမ်းမြေစာပင်ဖြစ်နေရတာတော့ကျွန်တော်တို့ဝယ်ယူသူစားသုံးသူတွေပဲဖြစ်ပါတယ်ခင်ဗျာ